မင်္ဂလာပါအခုချိန်ကစပြီးတော့ဧပြီလ28ရက်နေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါကျမတို့ဒီနေ့တော့အေးအေးယူပိတ်ဆို့မှုတည်င်းနဲ့ဆ ਾਇ ရအောင်ပါ အရေးယူပိတ်ဆို့မှုတွေဟာမြေပြင်မှာဖြစ်နေတဲ့အခြေအနေတွေကိုချက်ချင်းကြီးပြောင်းလဲသွားအောင်မလုပ်နိုင်ဘူးဆိုပေမဲ့တစုံတရာတက်ရောက်မှုရှိနေတယ်ဆိုတာကိုတော့စစ်ကောင်စီရဲ့တုံ့ပြန်မှုတွေကသက်သေပြနေပါတယ်။အခုတော့ဥရောပတမကလို့ခေါ်တဲ့ EU ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အပါအဝင်စစ်ရေးစီးပွားရေးမှာတာဝန်ရှိတဲ့သူ106ယောက်နဲ့အဖွဲ့အစည်း22ခုကိုပိတ်ဆို့မှုတက်တန်းတွေထပ်ပြီးတော့တိုးလိုက်ပါတယ်။ ကျမတို့မြန်မာနိုင်ငံမှာဆက်ပြီးတော့ဖြစ်နေတဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်တန်ခတ်ပိတ်ဆို့မှုကို2026ခုနှစ်ဧပြီလအထိတက်တန်းထပ်ပြီးတော့တိုးလိုက်တယ်လို့ဥရောပသမဂ္ဂကထုတ်ပြန်လိုက်ပါတယ်2021ခုနှစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုဖိနှိပ်တပ်ဖြတ်မှုတွေကြောင့် EU ကအရေးယူပိတ်ဆို့မှုတွေကိုနှစ်တိုင်းတက်တန်းတိုးလာခဲ့တာဒီနေ့အချိန်ထိဖြစ်ပါတယ်တက်တန်းတိုးလိုက်တာနဲ့အတူ EU ကအကြမ်းဖက်မှုအလုံးအစုံတက်ဖို့နဲ့ တရားဖန်ဆီးထားတဲ့အကျဉ်းသားတွေအားလုံးကိုပြန်ပြီးတော့လွတ်ပေးဖို့လည်းတောင်းဆိုထားပါတယ် ဆက်ပြီးတော့ပြိပခသတင်းတွေကိုပြောပြပါဦးမယ်။ကချင်ပြည်ကဗမော်နဲ့တနင်္သာရီတိုင်းနောက်ပြီးတော့ကရင်ပြည်ပဲခူးတိုင်းစတဲ့နေရာတွေမှာတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းပြင်းထန်ထန်ကိုဖြစ်နေတာပါ။တနင်္သာရီတိုင်းတဝဲမြို့နယ်မောင်မဲရှောင်ရွာကဒီဟာလီကွေတက်စခန်းသိမ်းတိုက်ပွဲထဲမှာတော့စစ်ကောင်စီကဗိုလ်ကြီးတယောက်အပါဝင် ကျမတို့နှစ်ယောက်တေဆုံးခဲ့ပြီးတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ကိုတော့အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်က အလံဖြူထောင်ပြီးတော့လက်နဲ့ချခဲ့တာဖြစ်ပြီးအဲ့ဒီစခန်းကိုသိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့တဝဲပြည်သူလွတ်မြောက်ရေးတပ် ဒီ TPLF တာဝန်ရှိသူကပြောဆိုထားပါတယ်ဒီစကိုင်းတိုင်းကလေးမြို့နယ်တဲကရွာတွေကိုလည်းစစ်ကောင်စီတပ်ကဧပြီလ26ရက်နေ့နဲ့28ရက်နေ့တွေမှာလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့ပြည်သူအ ਨੇ ဆုံး9ရောက်သေဆုံးခဲ့တယ်လို့ကလေးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်ကလေးမြို့နယ်တဲကရွာပေါင်း6ရွာကိုစစ်တပ်က2ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတက်ခိုက်နေတာဖြစ်ပါတယ်ဘုံအလုံးရေ40ကျော်လောက်ကျဲချတိုက်ခိုက်ခဲ့လို့လူသေဆုံး းမှုတွေရှိခဲ့တဲ့အပြင်ဒီဘုံကြီးကျောင်းတွေပြီးလို့ရှိရင်လူနေအိမ်တွေလည်းထိမှန်ပျက်စီးကုန်တယ်လို့မျိုးကန်တွေကပြောကြပါတယ်စစ်ကောင်စီတပ်ကဒီဧပြီလ26ရက်နေ့ညနေပိုင်းမှာဆိုလို့ရှိရင်လည်းကလေးမျိုးနယ်တဲကနှစ်ချောင်းနှစ်မြောင်ပြီးတော့ဒီအာချောင်းခွရွာနဲ့ဧပြီလ28ရက်နေ့မှာတော့ကလေးမျိုးနယ်တောင်ပိုင်းမှာရှိတဲ့အောင်ချမ်းသာနဲ့အာငါးဖားရွာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းမျိုးကန်တွေကပြောပါတယ် ငလင်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရဲစဲထားတဲ့ကာလထဲမှာစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အယက်သားအယောက်20သေဆုံးခဲ့တယ်ဆိုပြီးတော့ကရင်မျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းကရင်ပြည်နယ်ထဲမှာဒီလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်အယက်သားအယောက်20သေဆုံးခဲ့တာဖြစ်တယ်လို့ဧပြီလ26ရက်နေ့မှာ KNU ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒီလိုသိဆုံးမှုတွေအပြင်တန်ဃာတော်နှစ်ပါးပြီးတော့ကိုရင်ကြီးတစ်ပါးအပါဝင်အယတ်သား58ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဘုံကြီးကျောင်း9ကျောင်းပြီးရင်ဖះကျောင်း2ကျောင်းနဲ့အယတ်သားနေအိမ်28လုံးလောက်လည်းထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ် ဆက်ပြီးတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုပြောပြသွားပါမယ်။ဒီစင်ငွေစစ်အောင်တန်းနေတဲ့ကျမတို့ကမ္ဘာကြီးမှာလက်နက်ပြိုင်ဆိုင်မှုတွေကလည်းအာကောင်ကောင်နဲ့ဆက်ပြီးလုပ်နေကြပါတယ်။ကမ္ဘာမှာတတိယအင်အားအကြီးဆုံးဖြစ်လာတဲ့တရုတ်နိုင်ငံကလက်နက်သစ်တစ်ခုကိုတီထွင်ဖန်တီးလိုက်ပါတယ်။အပူချိန်ပြင်းထန်ပြီးတော့အဖြက်စွမ်းအားကြီးလာတဲ့ဟိုက်ဒရိုဂျင်ဘုံးပဲဖြစ်ပါတယ်။ဆိုတော့အခုဒီဟိုက်ဒရိုဂျင်ဘုံးကနျူကလ িয়ার နည်းပညာကိုအခြေခံမထားတဲ့ပထမဆုံးဟိုက်ဒရိုဂျင်ဘုံးဖြစ် ြစ်ပါတယ်ဒီနည်းပညာဟာမက်ဂနီဆီယမ်ဟိုက်ဒရက်ကိုအခြေခံထားတာပဲဖြစ်ပါတယ်စိတ်ထဲမှာထည့်သွင်းထားတဲ့ဒီမက်ဂနီဆီယမ်ဟိုက်ဒရက်ကိုလုံးစော်လိုက်တဲ့အခါမှာဟိုက်ဒရိုဂျင်တွေထွက်လာပြီးတော့ဟိုက်ဒရိုဂျင်ဘုံပောက်ွဲတာဖြစ်ပါတယ် အမြင်စွာဆန်းသက်ဖောက်ခွဲလိုက်တဲ့ဟိုက်ဒရိုဂျင်ဘုံးကအပူချိန်1000ဒီဂရီစင်တီဂရိတ်ကို20စက္ကန့်ကြာထိန်းထားနိုင်တဲ့အတွက်အဖြက်စွမ်းအားကလည်းကြီးမားပါတယ်။ဒီတီထွင်မှုဟာစစ်ရေးနိုင်ငံရဲ့ချိန်ခွင်ရှာတွေကိုတက်ရောက်မလားဆိုပြီးတော့ပညာရှင်တွေကစစ်ဆေးနေကြပါတယ်။ဒေတာအတွင်းကသတင်းတပုတ်ကိုဆက်ပြီးပြောရမယ်ဆိုရင်တော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကတင်းမာမှုပဲဖြစ်ပါတယ်။အနုမြူဘုံတွေကိုပိုင်ဆိုင်ထားတဲ့နှစ်နိုင်ငံတင်းမာမှုကပိုပြီးတော့ပြင်းထန်လာနေပါတယ်။ ခྱི་သွားတယ်အဆုလိုက်အပြုံလိုက်တိုက်ခိုက်တက်ဖြတ်ခံရပြီးတဲ့အချိန်မှာတော့အိန္ဒိယနိုင်ငံကအိန္ဒိချင်းပါကစ္စတန်နဲ့ရေခွဲဝေရေးသဘောတူညီချက်ကိုဖျက်တိမ်းလိုက်ပြီးရေကိုဖျက်တောက်ထားလိုက်ပါတယ်။နယ်စပ်တွေပိတ်ထားပြီးတော့နယ်စပ်ကုန်သွယ်ရေးတွေကိုလည်းပိတ်ထားလိုက်သလိုတစ်ဖက်နိုင်ငံသားတွေကိုဗီဇာထုတ်ပေးတဲ့စနစ်ကိုလည်းရပ်နားထားလိုက်ကြပါတယ်။ ဒီထဲမှာအထည်အနာဆုံးကတော့ရေပိတ်ဆို့မှုဖြစ်ပုံရပါတယ်အခုလိုမျိုးဆက်ပြီးတော့ရေကိုပိတ်ဆို့ထားမယ်ဆိုရင်ပါကစ္စတန်မှာလျှို့ဝှက်စွာတင်စီထားခဲ့တဲ့အနုမြူဘုံ130ဟာအိန္ဒိယနိုင်ငံအတွက်ဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပါကစ္စတန်ဘက်ကချိန်ချောက်လိုက်တာပဲဖြစ်ပါတယ်အခုနှစ်ပိုင်းတွေမှာတော့ကျမတို့မြန်မာနိုင်ငံသားတွေအတွက်စိတ်ထိခိုက်စရာနာကျင်စရာပြီးလို့ရှိရင်ဒီစိတ်ဖိစီးမှုဖြစ်စေတဲ့အဖြစ်ပျက်တွေသတင်းတွေကဆက်တိုက်ဖြစ်နေပါတယ် ကျမတို့အားလုံးဟာကိုဗစ်ကာလကိုခက်ခက်ခဲခဲနဲ့ကြော်ဖြတ်နေတဲ့အချိန်မှာပဲအာနာသိမ့်မှုဖြစ်စဉ်ဖြစ်ခဲ့လို့ပြည်ရင်းစစ်တမ်းကို အကြီးအကျယ်ခံစားနေကြရပါတယ်။ဒီထက်ပိုပြီးတော့ဆိုတာကတော့ရေကြီးတဲ့ဖြစ်စဉ်တွေနဲ့စစ်မှုထမ်းဥပဒေကြောင့်စစ်တပ်ထဲကို အတင်းအဓမ္မစုဆောင်ထက်သွင်းခံရတဲ့ဖြစ်စဉ်တွေပါ။နောက်ထပ်အဲ့ဒီအချိန်မှာပဲဒီအပြင်းနဲ့ငလင်ကြီးကလည်းထပ်ပြီးတော့ကျမတို့အားလုံးကိုဒုက္ခပေးခဲ့ပြန်ပါတယ်။ဒါတွေကြောင့်ကျမတို့နိုင်ငံတဲကလူငယ် လူလက်လူကြီးအားလုံးပေါ့နော်တော်တော်များများကဒီကိုအိမ်ကိုရာမှာမနေနိုင်တော့ဘဲနဲ့ဆစ်ဆောင်ကြရတာမျိုးနောက်ပြီးတော့တချို့ဆိုလို့ရှိရင်အိမ်နီးချင်းနိုင်ငံတွေတခြားနိုင်ငံတွေမှာနေထိုင်နေကြရတာတွေရှိလာပါတယ်ဒီလိုမျိုးအကြောင်းအမျိုးမျိုးကြောင့်အာရွှေ့ပြောင်းနေထိုင်ရပြီးတော့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနာကျင်ရတဲ့သူတွေနောက်ပြီးတော့စိတ်ဝေဒနာခံစားနေရတဲ့သူတွေအတွက်ထိုင်းမြန်မာနယ်စပ်ကဒေါက်တာစင်တီယာမောင်ရဲ့အစီအကံလေးမှာတော့အစီအစဉ်အစ်စ်လေးတွေကြေညာထားပါတယ်စိတ်ဝေဒနာ ာခံစားနေရတဲ့သူတွေကို အပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေ့တွေမှာကုသမှုတွေလုပ်ပေးမှာဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုတွေကိုတော့တနင်္လာနေ့ကနေ့တောက်ကြနေ့အထိမနက်9:00နာရီကနေညနေ3:00နာရီအထိလှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်စိတ်ထိခိုက်လောက်အောင်အသေးကွဲနေတဲ့ဝေဒနာရှင်တွေအတွက်တော့ကုသဆွေးနွေးမှုတွေရနိုင်မယ်လို့ကျွန်မထင်ပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ညစဉ်တိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကြီးစုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။